အပိုင်ရက်ဂရညာကာလာတွန်းရခိုင်မှာစိုက်ကုတ်စီကစိုက်ရက်တက်ခမုံအကရင်ဘောလဲရာကျော်ပြုလုပ်ခဲ့ပါတယ်စိုက်ကုတ်စီက ရာရီအပရိုရတီလို့ကြေညာပြီးနောက်ရခိုင်ပြည်တော်မှာဆိုင်းရီတိုက်ခိုက်မှုလေယာကိုဂရင်အထိပြုလုပ်ခဲ့ရလို့လူသရှန်စာနာထောက်ထားရင်းနာဖော်ဖရီဆိုင်ရာပူပေါင်းဆောင်ရုံ HTCO ကဧပြီနေ၁၄ရက်နေ့ကထုတ်ပြန်ပါရယ်စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဗဟိုဘုပနာပရန်အဂရီမင်္ဂလယံလုပ်ခဲ့ပြီးနောက်စိုက်ကောက်စီကရာပေါင်း20ရာရီအပိုက်ခဲရစစ်ရီလို့ဧပြီနရနီကဂရင်ညာခါဆိုပါစိုက်ကောက်စီကအပိုင်ရက်ကရင်ညာရှက်ကိုမလေးစားပေးဧပြီ2ရက်ကနေဧပြီ22ရက်အတွင်း ကျောက်ဖူတောင်ကုတ်ကျောက်တော်ဆိုင်တွင်နာပေါတော့မြို့နေတို့မှာပိုက်ခဲတိုက်ခိုက်မှု၄၀၀ခုကင်တီပူလုခဆွေလဲဖိုက်ပါရယ်။ရန်ပိုင်းဆိုင်ရီတိုက်ခိုက်မှုတီပူလုဆောမှာတိုက်လျံနဲ့လေကောက်တိုက်ခိုက်မှုဒရုန်းနဲ့တိုက်ခိုက်မှုစားတဲလေတီနဲ့တိုက်ခိုက်မှုရီဒဲတန်ဖုန်နဲ့ပရက်ခတ်ဆော လနကီနာပိုက်ခက်စရီပါဝန်ရေလို HTC ကိုထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်စိုက်ကုတ်စီတိုက်ခိုက်မှု ground အရေးသားတယောက်တိဆုံမနာ၂၆ရောက်တန်ရရှိခဲ့ပါရယ်တန်ရဟိလိုဒီထေကငါရောက်စော်အသားငါနိုင်ကနေဆီလီနိုင်အဂရက်ရှိအရှိတဖက်ခဲ့ပါရယ်လက်ရှိ brand နေအိနေစီတလုံးဆိုင်နဲ့ဆိုင်နဲ့ဘာသာရေးအဆောင်တစ်ခုအပါဝင်အဆောက်အဦတိလက်ထိခိုက်ပြစီလခရယ်လို့ HTC ကိုထုတ်ပြန်ချက်မှာဖော်ပြထားဆိုပါ ။ယခုပိုင်းစက်ကောင်စီကတိုက်ခိုက်နေစေသောနိုင်ငံတကာလူသက်ဆက်ဆန္ဒမှုဥပဒေကိုပြပောက်တတ်တတ်ရှုပ်ပေါက်စွာဖိုက်တယ်လို့ HTCO ကမှတ်ချက်ပြထားပါရယ်။